ကျွန်တော် HR တနေ့နေ့နဲ့လှုပ်လာပြီးတဲ့အချိန်မှာကျွန်တော်ဒီ HR manager ဖြစ်ဖို့အတွက်ဘယ်နှစ်နှစ်လောက်လိုလဲပေါ့နော်ပြီးတော့ကိုက HR manager level ကိုသွားကျင်တာဘူးအဲ့တော့ဆရာတွေကိုလိုက်ပြီးတော့မေးတယ်ပေါ့နော်ဆရာကြီး HR manager ဖြစ်ဖို့အတွက်ဘယ်နှစ်နှစ်လောက်လိုသလဲဆိုပြီးတော့လိုက်မေးတာပေါ့နော်အခုပြန်ပြီးတော့စဉ်းစားကြည့်လိုက်တော့အဲ့ဒီတော့လိုက်ပြီးတော့မေးခဲ့တဲ့ကိစ္စကအခုနည်းနည်းယူကြောင်ကြောင်နိုင်တယ်လို့ထင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဆရာတွေလည်းဖြေနိုင်မှာမဟုတ်ဘူး ဲ့တော့ HR manager ဆိုရင်မြေဘယ်နှစ်ဆိုရင်ဖြစ်ပြီကွာเนาะဘယ်နှစ်ဆိုရင်ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့ဒီအတိတိကျကျကြီးဖြေလို့မရဘူးပေါ့เนาะအဲ့တော့ဒုတူတယောက်ချင်းစီရဲ့သူ့ရဲ့စ조사မှုသူ့ရဲ့ဒီလေးလာမှုဒီပေါ်မှာမူတည်ပြီးတော့နှစ်ကကြာသွားတာရှိနိုင်တယ်နည်းသွားတာရှိနိုင်တယ်ပေါ့เนาะအဲ့ဒါကိုကျွန်တော်အခုနောက်ပိုင်းမှာတစ်ဖြည်းဖြည်းတည်လာရတာပေါ့เนาะအဲ့တော့ဒီဗီဒီယိုမှာတော့ကျွန်တော်ကဒီ HR manager ဖြစ်ချင်တယ်ဒါမှမဟုတ် HR နဲ့ပတ်သက်ပြီးတော့ HR supervisor level HR executive level သွားကျင်တယ်မနော်သွားကျင်တဲ့အခါမှာဘယ်လိုမျိုးသင်တန်းတွေတက်ရမလဲဘယ်လိုမျိုးသွားရမလဲဆိုတဲ့အားလေးကိုဒီနေ့ပြပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီ level နဲ့ပတ်သက်ပြီးတော့သင်တန်းတစ်ခုစီစဉ်ထားတာလည်းရှိတယ်ပေါ့နော်အခုသင်တန်းသားတော့အယောက်တရာကျော်တက်ပြီးသွားပြီပေါ့နော် Okay အဲ့တော့ HR manager HR supervisor HR executive level သွားကျင်နေဆိုရင် HR ဒီ function တွေကိုတွန်းကျင်ဖို့လိုလိုကျွန်တော်တို့ဒီ soft skill လို့ခေါ်ရတယ်ပေါ့နော်ခုနဒီ management တွေ leadership တွေ communication တွေကျွန်တော် decision making တွေ problem solving နေအဓာရီကိုအကုန်လုံးကိုကဟိုလေ့လာထားဖို့လိုတယ်ဓာရီကိုလှုပ်ဆောင်တတ်ဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့ management level သွားဖို့ဆိုတာကကျွန်တော်သင်တန်းတက်ရုံနဲ့မရအောင်သင်တန်းနေရာကိုကိုလိုအပ်တဲ့ knowledge လိုအပ်တဲ့ဒီအကြောင်းအရာတွေကိုပဲအထောက်အကူပဲဖြစ်စေတာပေါ့နော်အဲ့တော့သင်တန်းတက်ပြီးတာနဲ့ဒါပါတော့သင်တန်းတစ်ခုကကျညာမယ် HR manager သင်တန်းဒီသင်တန်းပြီးပြီ HR manager ကြီးတန်းဖြစ်သွားပြီတန်းလျှောက်လို့ရပြီအဲ့ဒီလိုမျိုးတွေဆိုရင်တော့တကယ်တမ်းမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့တွေကအတိတ်ကအောက်မှာ ဒီလောက်သက်တွေကျွန်တော်အတွေ့အကြုံတွေယူရမယ်လုပ်ငန်းခွင်ကနေတင်ရမယ်တင်ရင်းနဲ့မှလိုအပ်တဲ့ skills တွေကိုထပ်ပြီးတော့တက်ရမှာပေါ့နော်အဲ့တော့ဒီနေ့ဒီအချိန်မှာတော့ကျွန်တော်ဒီလောက်သက်နှစ်နှစ်သုံးနှစ်ရှိပြီးတော့ခုန HR supervisor level HR manager level တွေမှာလုပ်ရတဲ့အလုပ်တွေကိုကျွန်တော်လေ့လာခြင်းတယ်ပေါ့နော်အဲ့ဒါမျိုးဆိုရင်တော့ကျွန်တော်တင်တဲ့ season တိုင်းရှိပါတယ်အဲ့တော့ကျွန်တော်တင်တဲ့အချိန်မှာဒီတင်တဲ့ကတင်တဲ့ကလာအကြာဆုံးပါပဲဘယ်လောက်ကြာအောင်လဲဆိုရင်တော့3လလောက်ကြာမယ်ပေါ့နော်3လဆိုတော့ကျွန်တော်တို့တင်တဲ့တစ်ပတ်ကိုတည့်ရတက်ရမှာဖြစ်ပါတယ် ဲ့တော့သင်တန်းခေါင်းစဉ်ကတော့ကျွန်တော်တို့ apply hrm လို့ခေါ်ပါတယ် apply ဆိုတာလက်တွေ့အသုံးချတော့ပြောတာပေါ့နော်အဲ့တော့လက်တွေ့အသုံးချသင်တန်းပေါ့နော်အဲ့ဒီဟာကအတွေ့အကြုံမရှိတဲ့သူတွေအခြေခံမရှိတဲ့သူတွေမတက်သင်ပါဘူးမရည်ပဲပါဘူးပေါ့နော်အဓိကတော့ hrm မှာလက်သက်နှစ်နှစ်သုံးနှစ်နော်အတွေ့အကြုံရှိပြီးတော့ကျွန်တော်ဒီတကယ်လုပ်ငန်းခွင်ထဲမှာလုပ်နေရတဲ့ဟာတွေကိုလေ့လာခြင်းနဲ့လေ့လာခြင်းပြီးတော့သင်တန်းတက်တန်းနေနေပေါ့နော်အပီလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်ဒီဟာလေးကိုစီစဉ်ထားတာပါတယ် ဲ့တော့သင်တန်းစီစဉ်တော့ကလည်းဒေတာစဉ်းစားရတယ်ပေါ့နော် HRD level တွေမှာဘာတွေလိုအပ်တယ်လဲဆိုတော့ဒေတာစဉ်းစားပြီးတော့ဒီသင်တန်းထဲမှာအကုန်လုံးစုံအောင်ထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့သင်တန်းမှာဘာတွေပါမလဲဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒီ HR plan အနေနဲ့ပတ်သက်ပြီးတော့ HR document အနေနဲ့ပတ်သက်ပြီးတော့ဒီပထမပိုင်းအနေနဲ့သင်ပါတယ်အဲ recruitment selection နဲ့ပတ်သက်ပြီးတော့သုံးရတဲ့ document တွေ form တွေဒါတွေတကယ်မူရင်း form တွေပေးမယ် ပြီးတော့ training season နဲ့အခါမှာစာတွေ့တင်တယ်ပြီးတော့လက်တွေ့အရာကျွန်တော်တို့ reform တွေပေးတယ်ပြီးအင်စာတွေပေးတယ်ပေါ့နော်ပြီးတော့ရင် performance management ဆိုရင်လည်း performance management အကြောင်းသင်တယ်ပြီးတော့ရင်ကျွန်တော်တို့အဲ့ဒီမှာ form တွေပေးတယ်လက်တွေ့လောက်ခိုင်းတယ်ပေါ့နော်ပြီးတော့ compensation လောက်ခလာစာသတ်မှတ်တဲ့အပိုင်းတွေကိုလည်းဒီ point factor method လိုမျိုးတကယ်ခတ်တဲ့ဟာတွေကိုလည်းဒီထဲမှာကျွန်တော်တို့ထည့်ပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီဒုတိယပိုင်းအနေနဲ့ဘာတွေပါလာလဲဆိုတော့ကျွန်တော်တို့ခုနဒီ policy ရေးတာတွေမျိုးပြီးရင် procedure ရေးတာပြီးရင် employee handbook လို့ခေါ်တယ်ဒီဝန်ထမ်းတွေလုပ်ငန်းတွေမှာမရှိမဖြစ်ရေးရတဲ့ employee handbook တွေပြီးသွားရင် SOP ရေးတဲ့အပိုင်းတွေကိုဒုတိယအနေနဲ့ကျွန်တော်ထည့်ထားပါတယ်တတိယအနေနဲ့ကတော့ခုနတကယ်နော်ဟို HR matrix တွေထည့်ပေးထားတယ်အဲ့တော့ HR matrix မသိရင် HR manager မလုပ်ပါနဲ့ပြီးရင် HR executive level မှာမလုပ်ပါနဲ့အစားကြီးဆိုဒီလိုတချို့ဆရာတွေပြောကြတယ်ပေါ့နော်ဒါကြောင့်မလို့ HR matrix တွေကိုကျွန်တော်တတိယပိုင်းအနေနဲ့ထည့်ပေးထားပါတယ်အဲ့ဒီတွက်လာတဲ့ဒီ HR ဒီ metric တွေတွက်ပြီးတော့ကျွန်တော်တွေကတကယ် Asia dashboard အနေနဲ့ပြန်ထုတ်ဖို့အတွက် Asia dashboard ကိုလည်းထည့်ပေးတာတယ်အဲ့ Asia dashboard ဆိုရင်လည်းဒါခတ်တယ်ထဲမှာပါတယ်ပေါ့နော်အဲ့ Asia dashboard သင်ခန်းစာပါမယ်ပြီးတော့ကျွန်တော်တို့ Asia reporting နော် Asia report ကိုဘယ်လိုမျိုးပို့ရသလဲပြီးတော့တကယ်ပို့တဲ့ format တွေတကယ်မူရင်း font ကြီးကျွန်တော်ပေးပါတယ် အဲ့တော့နောက်ဆုံးအပိုင်းလေးပေါ့နော်စတုထအပိုင်းမှာတော့ကျွန်တော်ပါထည့်ထားလိုက်ဆိုရင် source key တွေတော်တော်များများထည့်ထားပါတယ်အဲ့တော့ communication သင်တန်းတွေတော့တက်ဆရာမလို့တော့ဒီမှာသင်ပေးထားတယ်ပြီး leadership တွေ management တွေအပြင် decision making တွေ problem solving တွေ employee motivation နဲ့ပတ်သက်တဲ့ဟာတွေနောက်ဆုံး manager တွေမှာမသိမဖြစ် EQ အကြောင်းအရာတွေထည့်ပေးထားပါတယ်အော်ဒါတွေမဲလားဆိုတော့မဟုတ်ဘူးနောက်ဆုံးအပိုင်းမှာဒီ strategy နဲ့ပတ်သက်တဲ့ဟာတွေထည့်ပေးထားတယ် ဲ့တော့ HR manager level တွေ HR executive level တွေဒီကျွန်တော်တို့လုပ်ငန်းရဲ့ strategy တွေကိုနားလည်ဖို့လိုတယ်အဲ့ဒီအခါမှာလုပ်ငန်းရဲ့ strategy တွေကတော့ဒီလိုဒီလိုပြောပါတယ်ကိုကဘာမှအခြေခံမရှိဘူး strategy တောင်နားမလည်ဘူးဆိုတာဖြစ်မှာဆိုလို့ကျွန်တော်တကယ် MBA မှာသင်ရတယ်เนาะကျွန်တော်ဒီ master သင်တန်းမှာသင်ရတယ်ဒီ strategy planning ကအကြောင်းအရာတွေကိုကျွန်တော်ပြန်ပြီးတော့ဒီ strategy အပိုင်းတွေထည့်ထားတယ်အဲ့ဒီ strategy အပိုင်းတွေရပြီးတော့ HR analytics အပိုင်းတွေရပြီးတော့ကျွန်တော် strategy HR အပိုင်းတွေကိုနောက်ဆုံးအပိုင်း၅မှာထည့်ထားပါတယ် ဲ့တော့ဒါကြောင့်မလို့ဒီသင်တန်းကခုနတကယ် HR management မှာ management level မှာလိုအပ်တဲ့ဟာတွေကိုအကုန်လုံးစုပေးထားတာပေါ့နော်။အဲ့ခုန document တွေဆိုရင်လည်းအများကြီးပါတယ်ပြီးတော့ soft skill တွေရော hard skill တွေရောအကုန်လုံးပါတယ်ပေါ့နော်။အဲ့ဒါကြောင့်မလို့ HR နှစ်နှစ်လောက်တဲ့နှစ်နှစ်သုံးနှစ်သမားတွေဒီ HR supervisor တက်လန်းနေတဲ့ executive level manager တက်လန်းနေတဲ့သူတွေအတွက်များစွာအထောက်အကူဖြစ်မှာပဲ။နောက်ထပ်တစ်ခုကကျွန်တော်ဒီ HR document ပေါ့နော် HR form တရားကျော်ကိုလည်း free ပေးမှာဖြစ်ပါတယ်။ အဲ့တော့ဒါကတော့ကျွန်တော်အင်္ဂလိပ် version ဖြစ်မယ်ခုနသင်တန်းသင်နေရင်းနဲ့ပေးတဲ့ font တွေကတော့မြန်မာလိုတွေပါမယ်တကယ်အသုံးချလို့ရတဲ့ဟာပါမယ်ပေါ့နော်အဲ့တော့ font ကစုစုပေါင်း150ဝန်းကျင်လောက်တော့ရမှာပေါ့နော်ဒီသင်တန်းနေဖြတ်တွေ့အသုံးချလို့ရတဲ့ဟာမျိုးပေါ့နော်ဟုတ်ပြီအဲ့တော့သင်တန်းကြီးပြောရအောင်ပေါ့နော်အဲ့တော့သင်တန်းကြီးကတော့ကျွန်တော်3,800သင်တန်းသားအဟောင်းတွေအတွက်3,800ပေါ့နော် online class ဆိုရင်သင်တန်းသားအစ်စ်တွေကတော့ကျွန်တော်2သိန်းဖြစ်ပါတယ်ဒါကတော့ကျွန်တော် discount ဈေးပေါ့နော်ပထမဆုံးအယောက်30ရဲ့အတွက်ကိုပေးထားတာ အဲ့တော့တင်နန်းသားအစ်စ်တွေက2သိန်းမှာတင်နန်းသားအဟောင်းတွေက3သိန်းနဲ့8000မှာအဲ့တော့တင်နန်းကလာ3လကြာမှာပေါ့နော်အဲ့ဒီကျွန်တော်တို့ဒီ3သိန်း8000နဲ့2သိန်းကိုနှစ်ခါပထမ2လအတွင်းမှာနှစ်ခါခွဲသွင်းလို့ရပါတယ်ပေါ့နော်အဲ့တော့တင်နန်းရက်တွေကကျွန်တော်တို့ဘယ်ရက်တွေလဲဆိုရင်အဲတချို့အပတ်စဉ်တွေကကျွန်တော်တို့ကြာတာပြင်းနေရှိမြင်တချို့အပတ်စဉ်တွေကတော့တောက်ကြနေရှိနိုင်တယ်ပေါ့နော်အခုဒီဗီဒီယိုကကြာတော့ကျွန်တော်ခုနဒီတင်နန်းတစ်ခုတည်းအတွက်ကို ပြောတာမဟုတ်နောက်လာမဲ့လာမဲ့တင်နန်းတွေအတွက်ပါအကျုံးဝင်အောင်လို့ကျွန်တော်ဒီမှာရက်တွေမပြောတော့ပါဘူးဒါကြောင့်မလို့ဒီ application တင်နန်းကိုဒီ online class အနေနဲ့စုံစမ်းခြင်းနဲ့ဆိုရင်ဒီ dp လေး screen shot ရိုက်ပြီးတော့အသေးစိတ်လေးတိကျမှာတယ်ဆိုပြီးတော့လာပြီးပြောလို့ရတယ်ဒါမှမဟုတ်ဒီလားတွေမှာရှိတဲ့တင်နန်းတွေကိုလည်းဒီ video ရဲ့ comment တွေမှာကျွန်တော်ချထားပေးပါမယ်အဲ့တော့ဒီ TikTok တွေ YouTube တွေကနေတွေ့ပြီးတော့လာအပ်ခြင်းနဲ့ဆိုရင်အဲ comment မှာချထားတဲ့ Viber ဖုန်းနံပါတ်ကနေပြီးတော့တင်နန်းအသေးစိတ်ကိုလာပြီးတော့ ဆက်သွယ်လို့ရပါတယ်အဲ့တော့သင်တန်းကတော့ကျွန်တော်တို့တပတ်တစ်ရက်ပဲတက်ရမှာပေါ့နော်ည၈နာရီကနေ10နာရီတက်ရမှာเนาะည၈နာရီကနေ10နာရီတပတ်တည်းရအဲ့ဒါကြာတာပရိဖြစ်ကောင်းလည်းဖြစ်နိုင်တယ်တောက်ကြံနေဖြစ်ကောင်းလည်းဖြစ်နိုင်ရမှာเนาะသင်တန်းကာလ3လကြာပါမယ်အဲ့ဒါကြောင့်မလို့ကိုကဒီအိရှာမန်လောက်တဲ့2နှစ်3နှစ်ရှိပြီးတော့အိရှာမန်နေဂျာ level အိရှာ executive level supervisor level တွေအတွက်လိုအပ်တဲ့ skills တွေကိုလေ့လာခြင်းနေဆိုရင်အခုကျွန်တော် season ထားတဲ့အခုဆိုရင်ဒါ batch က ဒီဗီဒီယိုရိုက်နေတဲ့အချိန်မှာ batch က4ထိရှိသွားပြီเนาะ4ထိမှာတင်နန်းသား100ကျော်တော့တက်နေပြီဖြစ်ပါတယ်အဲ့တော့အားလုံးကျေးဇူးတင်ပါတယ်เนาะတင်နန်းတက်ချင်နေဆိုရင်ကျွန်တော်ဒီ HR ဘောက page ကကြည့်နေတယ်ဆိုရင် messenger ကိုလာလို့ရတယ် TikTok ကကြည့်နေဆိုရင် Viber ကိုလာလို့ရပါတယ်ကျေးဇူးတင်ပါတယ်